မီးလေးတို့ညီမလေးတို့ကို ပြောချင်ပါတယ်။ကိုနဲ့မိယူခင်တော့ကစိုးတော့လူငယ်လေးဆိုပြီးပဝန်းကျင်ကသတ်မှတ်ထားတဲ့သူတယောက်ကိုကိုလက်ထဲရောက်မှကောင်းသွားလိမ့်မယ်တို့။ကိုနဲ့ရရင်ကောင်းမှာပဲတို့။ကျမအချင်းနဲ့အကောင်းတိုင်းဖြစ်စီရမယ်တို့ဆိုပြီးဟီးရိုးမမတော်မလုံးလိုက်နေနော်။ပြင်းရခတဲ့အထင်မှာဗီဇဆိုတာပါတယ်။ငါကဗီဇမကောင်းရင်ဘယ်လို့မှပြင်လို့မရဘူး။ ကိုလက်ထဲရောက်လေကောင်းမလားဘူးသူကမိမချုပ်တယ်ပွေတယ်ငပွေလို့နာမည်ထွက်တယ်ဒါပေမဲ့ကျမကိုတော့တကယ်ချစ်တယ်ကျမနဲ့ရပြီးရင်တော့ငြိမ်သွားမှာပါနူနူစိတ်ကူးရင်မနေနဲ့မငြိမ်ဘူးငြိမ်လေခဏပဲငြိမ်ချင်အောင်ဆောင်နေတာညီမလေးတို့အနေနဲ့ပေါင်းဝန်းချင်းမှာနာမည်ဆိုးထွက်တဲ့သူမျိုးကိုတတော်မှဘဝလက်တွဲပေါ်ဖြစ်မရွေးရှေပါနဲ့ ။စာရေးသူအမြဲရေးနေတယ်လို့မရရင်မယူနဲ့။မရလဲအရေးလား။ဒီလင်းရမှဘဝကဆိုပြီးတောက်ပါနေမှာမဟုတ်ဘူး။ကိုချတာကိုသုံးပြီးလောကလေးမှာအရေးရှင်ရှိရှိနဲ့တကူတဲ့တောက်ပါလို့ရတယ်။အေးတကူတဲ့ပြင်းစရာမမရေ။ညီမကတော့ရကြရမှ ဖြစ်မယ်ဆိုရင်တော့ကောင်းပေညွန်ပေအကောင်းအကံအပိုင်းသေးချတဲ့ခိုင်ရွှေဝါလောက်ကိုပဲမျက်စောင်းတော့ မျက်စာပြည့်ပဝန်ချင်းမှာနမီပြည့်ရှိတဲ့ဟာမျိုးတော့ခြောင်ကြပါညီမလေးတို့ခြောင်ရမှာတွေအများကြီးရှိတယ်နော်ခြောင်လေးဝေးဝေးလှူဆိုးပေးခြောင်လေးဝေးဝေးငပြင်းပေးခြောင်လေးဝေးဝေးခြူစီပေးဘဝလက်တွေပေါ်ချပြီးဆိုကွန်ပျူတာ brain နဲ့ခေါင်းမှာ internet ထောင်းကယ်ကူလေတာတစ်လုံးနဲ့တွက်ချက်နိုင်မှ TKG ထဲမှာတော်ကားကြတာဘာမှမတွက်ဘူး ကျမအချင်းနဲ့အကောင်းတိုင်းဖြစ်စီမယ်ဆိုပြီးစိတ်ကူးရင်နေတော့ကိုမျိုးဆက်တွေအတွက်ဆိုတဲ့တခုလေးကိုတော့ထဲအတွက်ကြပါမယူခင်ကတဲ့နဲ့ကိုကိုနိုင်စားနေတဲ့ယောက်ျားယူပြီးရင်သေးချပြီးဆေစားနိုင်တော့မယ်မယူခင်တဲကလက်ပါတဲ့ယောက်ျားယူပြီးလို့ကတော့ထူထောင်အရိုက်နှက်ခံရပြီးတာမတ်မယူခင်တဲကဆဲဆူဇရိုက်ဆန်နေတဲ့ယောက်ျားယူပြီးရင် နေ့တိုင်းအစဲခံနေရမယ်။ဒါကြောင့်တေချာလေးကြည်ကြရွေးကြပါ။ရွေးတိုင်းမရဘူးကံနေဆိုင်နေဆိုပြီးမပြောကြပါနဲ့ညီမလေးတို့။အိမ်တော်ရင်းမှာရွေးချယ်မှုကအဓိကရွေးတိုင်းမရဘူးဆိုရင်မယူယုံပဲပေါ့။မယူတာဘာမှမဖြစ်ဘူး။ဘာမှမနစ်နာဘူး။ရရယူလိုက်မှမိအေးနှစ်ခါနာသွားမယ်။မကောင်းတဲ့လူဖြစ်လို့တွဲလာတာကြလို့ အချောင်းတွေပိုသီးလာလို့မယူတာဆိုပြီးရုံထွက်နိုင်တဲ့မိန်းကလေးမျိုးကမှပါနှတ်တာပါမကောင်းမှန်တိတိကြီးနဲ့ဆွယူတာကကိုသေးတွင် ကိုတူးတာနဲ့အတူတူပဲဘလောက်ကြကြလက်မထက်ရသေးရင်အပြူပဲမကောင်းတဲ့ RS တစ်ခုကနေရုံထွက်ပြစ်လိုက်ယူပြီးမှဆိုရင်ရုံထွက်ရင်တော့ဂုံသိက္ခာကရှိသေးတယ်တာသမီလေးတွေကခြေသေးတယ်မယူခင်ကအေးဆေးရုံထွက်လို့ရတယ် အဲ့ဒါမျိုးမဖြစ်ရှင်စာကြိုက်ကလေးကကွန်ပျူတာ brain နဲ့သေချာတွက်ချက်ပြီးမှကြိုက်ဒါကြောင့်သေချာလေးစဉ်းစားကြပါမိန်းကလေးတိုင်းအမျိုးသမီးတွေတိုင်းတာယာလှပတဲ့ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။